်မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်14နှစ်တတီစင်ကာပူရဲတပ်ဖွဲ့မှာအလုလုခဲ့ပူတဲ့ဝန်ထမ်းတယောက်သူရဲ့ရဲတပ်ဖွဲ့မှာဆိုလို့ရှိရင်လဲခဏခဏစုတွေရတယ်တာဝန်ကြီးပြုံးတဲ့စုတွေနောက်ပြီးလို့ရှိရင်ဒီတူတာဝန်ကြတဲ့ ရက်ကွက်မှာနေထိုင်တဲ့ လူတွေစီကနေကျေးဇူးတင်ကြောင်းစာရီစကားတွေခဏခဏရရှိခဲ့တဲ့လူတယောက်ဟာ9ရက် February လ2025ခုနှစ်မှာတော့စင်ကာပူနိုင်ငံရဲ့ချန်ဂီထောင်မှာသူ့ကိုကျိုးဆွဲချပြီးတော့တက်ပြီးတော့အပြစ်ပေးခဲ့ပါတယ်။သူကအခုပြောရတဲ့မှာအကောင့်နေပဲပြောခဲ့ပြီးတော့ဘာဖြစ်လို့သူဟာဒီတေတံကိုရခဲ့တာလဲဆိုရင်သူဟာ2013ခုနှစ်ကဆိုလို့ရှိရင်သူ့ကိုယ်သူရဲဆိုတာအောင်မှာတတိမထားပဲနဲ့အရန်ကိုစိုးဝါတဲ့အရာတွေကိုကျူးလွန်ခဲ့ပါတယ်။ အဲ့ဒီကျူးလွန်ခဲ့တဲ့အဖြစ်ကြောင့်လဲသူဟာတည်တံပေးခံရတာဖြစ်ပါတယ်။စူဇန်ကဒီစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းကိုပြပြပေးတော့မှမဟုတ်လို့အဆုံးထိလိုက်ပြီးနားထောင်ကြပါနော်။စူဇန်ဆက်မပြောခင်မှာစူဇန်ကိုအပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်။စူဇန်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသလိုရှိရင်လှုပ်သွားပေးဖို့ကိုမြတ်တမ်းရက်ခံအပ်ပါတယ်နော်။၁၀ရက်ဇူလိုင်လ2023ခုနှစ်မှာဆိုလို့ရှိရင်ဒီလိုမျိုးကားတစ်စီးဟာလုံးဝ အချိန်နဲ့မောင်းနှင်လာတယ်ပေါ့နော်အဲ့ဒီကားရဲ့အောက်မှာဆိုလို့ရှိရင်လူတစ်ယောက်ဟာ1ကီလိုမီတာနီးပါးကိုကားအောက်ကနေပါသွားတယ်ပါသွားတာတော့မရိုးရိုးမဟုတ်ပဲနဲ့သူဟာမျက်နှာဟာကျန်းကိုမှောက်လျက်အနေထားဖြစ်တဲ့တကြောင်မလို့သူရဲ့ဒီမျက်နှာဟာဒီလိုအရန်ကိုပူပြင်းတဲ့ရာသီဥရုရဲ့ဒီတက်တရာလမ်းပေါ်မှာသူရဲ့မျက်နှာကိုပွတ်တိုက်ပြီးတော့1ကီလို1ကီလိုမီတာနီးပါးပါသွားတာဖြစ်ပါတယ် လမ်းတောက်လျှောက်မှာဆိုလို့ရှိရင်လေဒီခန္ဓာကိုယ်ပွတ်တိုက်သွားတဲ့အကြောင်းမလို့သွေးတွေဟာလုံးဝသွေးဆွဲဆောင်ရည်ကိုဖြစ်သွားပြီးတော့ဒီပတ်ဝန်းကျင်မှာရှိသမျှလူတွေအကုန်လုံးဟာအရန်ကိုထိတ်လန့်ခဲ့ရပါတယ်။မောင်းတဲ့သူကတော့သူ့ကားအောက်မှာဒီလိုလူတစ်ယောက်ပါလာရဲဆိုတာကိုမသိဘူးတဲ့အတိုင်းပဲဆက်ပြီးမောင်းထင်သွားကြပါတယ်။ဘေးကနေပြီးတော့ဘောနော်ဘေးကအနောက်ကအစသဖြင့်တတိထားမိတဲ့သူတွေဟာသူ့ကို ဟောနေ TV သတိတွေပေးကြတယ်တချို့တချို့ సైకిల్ မောင်းနေသူတွေဆိုရင်အက်ကားဘေးမှာသွားရက်ပြီးတော့လက်တွေနဲ့ထုပြီးတော့မင်းကားအောက်မှာလူပါလာတယ်စသဖြင့်သတိပေးပေးမယ်လဲအက်ကားကတော့မရက်ပဲနဲ့အရှိအဝဲဆက်ပြီးမောင်းသွားပါတယ်အဲ့ဒီကားကိုမောင်းနေနေတဲ့သူဟာရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်ဘလို့ဖြစ်လို့များရဲအရာရှိတယောက်ကဒီလိုလူတွေကဝိုင်းမီဟောနေတီးပြီးတော့တကားတွေပါလာခောက်ပြီးပြောနေတဲ့အရာကိုမရက်ပဲနဲ့ဆက်ပြီးမောင်းသွားတာလေဘာအပြစ်တေတောင်ကျွလွန်ထားလို့လဲသူ့ရဲ့နာမည်ဟာ Iskander Ramet လို့ခေါ်ပါတယ်။သူဟာအသက်34နှစ်ရှိပြီဖြစ်ပြီးတော့သူဟာဗဒုတ်ရဲစခန်းမှာရဲအရာရှိဟောင်းတယောက်လည်းဖြစ်ပါတယ်။သူဟာဒီလိုမျိုး coven မှာဖြစ်သွားတဲ့နှလောင်းပြိုင်လူတက်မှုအတွက်ကိုတာဝန်ရှိတဲ့တရားခံတယောက်လည်းဖြစ်ပါတယ်။ လူတက်မှုဖြစ်သွားတဲ့2023ခုနှစ်မှာဆိုရင်တော့မသူဟာရဲအရာရှိဖြစ်နေတာ14နှစ်တောင်ရှိပြီလို့သိရပါတယ်။ပြည်သူတွေရဲ့ပေါ့နော်အသက်နဲ့အိုးအိမ်ကိုကာကွယ်မယ်ဆိုပြီးတော့ဂဝိဂတိကဝတ်တွေပြုတ်ပြီးတော့ရဲလုလာတဲ့လူတစ်ယောက်ဟာအခုဆိုရင်တော့လူနှစ်ယောက်ကိုရဲရဲဆက်ဆက်တက်ဖြတ်ပြီးတော့ထွက်ပြေးနေတဲ့တရားခံတယောက်လည်းဖြစ်ပါတယ်။ဒီ Iskander ဟာဆိုလို့ရှိရင်သူ့ရဲ့ရဲတာဝန်ထမ်းဆောင်နေတဲ့14နှစ်အတွင်းမှာဆိုလို့ရှိရင်ပါအပြစ်မှမကျူးလွန်ဘူးတဲ့သူတာဝန်ကြီးတဲ့အလုပ်ကြိုးစားတယ်เนาะပြီးရင်သူ့ရဲ့ဒီလိုမျိုး ဟို yes ခန့်မှာဆိုလို့ရှိရင်တကယ်ကိုယာရူးတွေဟာလည်းအချိန်မှန်တက်လာတဲ့သူတယောက်ဖြစ်တယ်။အဲ့ဒီအပြင်ကိုစူဇန်ပြောခဲ့သလိုပဲဒီပဒုံမှာနေတဲ့လူတွေဟာသူ့ရဲ့ကူညီမှုတဲ့သူသူ့ပေါ့နော်ဟိုဖြေးကူညီဖြေးရှင်းပေးခဲ့တဲ့အမှုတွေအကြောင်းမလို့သူ့ကိုကျေးဇူးတင်တဲ့အကြောင်းကျေးဇူးတင်ကြောင်းစာရေးရေးကြတိမှတ်ပြုတာတွေခံရတဲ့သူတယောက်လည်းဖြစ်ပါတယ်။အဲ့တော့အဲ့လိုထူးချွန်တဲ့ရဲတယောက်ကဘယ်လိုဖြစ်သွားတာလဲဒီနေရာမှာစပြီးတော့မာတာလေး ပြင်းမှန်းကြည့်ရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဘဝဟာပုံမှန်ပဲလို့ထင်ရတယ်လူတွေရဲ့ဟန်ဆောင်မှုတွေနောက်မှာတကယ်တမ်းလူတစ်ယောက်ရဲ့ဘဝဟာဘလို့အခြေအနေမျိုးမှာဖြစ်တဲ့နေရတယ်ဆိုတာစဉ်းလို့မသိနိုင်ပါဘူးဒီ Iskandar ရဲ့ case မှာဆိုရင်အတူတူပါပဲလူတွေအရှိမှာတော့သူဟာပုံမှန်ရဲရာရှိတယောက်တကယ်ကိုအလုပ်ကြိုးစားတဲ့အပြင်အလုပ်မှာအောင်မြင်နေတဲ့လူတစ်ယောက်လို့ထင်ရပေမဲ့လေတကယ်တမ်းအလိုမဟုတ်ပါဘူးသူ့ရဲ့ရည်ရွယ်ချက်ကတော့ပေါ့နော်သူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့မျှော်လင့်ချက်ကအခုဆိုရင်အလုပ်မှာလည်းအဆင်ပြေတယ်အဲ့တော့သူအိမ်အောင်ပြုမယ်ကလေးတွေယူမယ် ာရုတွေထတ်တိုးမယ်ပြီးရင်အသက်65နှစ်အထိသူအလုပ်တာဝန်ထမ်းဆောင်ပြီးရင်တော့ဒီပင်စင်လာစာလေးနဲ့ဘဝကိုအေး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 ချင်းချင်းဖြတ်တန်းကုန်ဆုံးမယ်ဆိုပြီးတွေးထားတဲ့သူတယောက်ပါဒါပေမဲ့2003ခုနှစ်လောက်မှာဆိုရင်သူဟာလက်ထပ်လိုက်တယ်ပေါ့နော်သူကောင်မလေးနဲ့လက်ထပ်လိုက်တယ်လက်ထပ်လိုက်ပြီးတော့နှစ်နှစ်လောက်တောင်မကြာသေးတဲ့အချိန်မှာ2005ခုနှစ်မှာသူတို့လင်မယားနှစ်ယောက်ကပြန်ကွဲသွားခဲ့ပါတယ်။ဘာကြောင့်ကွဲသွားရလဲဆိုတော့ဆွန်းတို့အတိအကျမသိပေမဲ့တေချာပေါက်နှစ်ဦးနှစ်ဖက်စလုံးရဲ့အဆင်မပြေမှုတွေကြောင့်ကွဲသွားခဲ့တယ် ဲ့လိုကွဲတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ Iskander ဟာဒီအိမ်အောင်ပြိုကွဲလို့စိတ်ညစ်စရာတွေအပြင်ကိုသူ့မှာအကျွေးတွေလည်းလည်းနှစ်နေတယ်လို့သိရပါတယ်။သူကလူပေါ့နော်သူ့ရဲ့မင်္ဂလာဆောင်ပွဲအတွက်ရောသူတို့ဒီမင်္ဂလာဆောင်ပြီးနေမဲ့အိမ်အတွက်ရောနောက်ပြီးကားဝယ်ဖို့နောက်ပြီးလို့ရှိရင်ဒီအိမ်ကိုပြုပြင်ပြီးတော့ဒီလိုပေါ့နော်အိမ်အောင်စုပရိဘောကတွေထည့်ဖို့ဆိုပြီးတော့သူဟာပတ်စံနေအများကြီးချိခဲ့လို့သိရပါတယ်။သူ့ရဲ့အကျွေးတွေဟာစင်ကာပူဒေါ်လာငွေ3သိန်းနီးပါးလောက်ရှိပါတယ်။ ီလိုပုံမှန်လာခစားဝန်ထမ်းတယောက်အနေနဲ့ဆိုလို့ရှိရင်ဒီလို3သိန်းဆိုတဲ့တင်နေတဲ့အကျွေးကိုဆက်ဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူးတလဟိုသူဟာ2500လောက်ကိုအကျွေးပြန်ဆက်နေရတာဖြစ်တဲ့တကြောင်မလို့လာခစားရဲတယောက်အနေနဲ့ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့နောက်ဆုံးမှာသူဟာသူ့ရဲ့အိမ်ရောကားရောပြန်ရောင်းလိုက်ပြီးတော့သူဟာအကျွေးတွေကိုတနိုင်သမျှဆက်လိုက်ပြီမြဲလေဆက်စရာအကျွေးတွေကကြံနေသေးတယ်ပေါ့နော် ဲ့တော့သူဟာကားမရှိတော့ဘူးအခုဆိုရင်သူက సైకిల్ အဟောင်းလေးတစ်ခုကိုဝယ်ပြီးတော့သူဟာစီးနေရတယ်။အဲ့လိုနဲ့ပဲ9နှစ်တောင်ကြာလာတယ်။အကျွေးတွေကလည်း set light ဒါပေမဲ့အတိုးတွေကတက်လာလိုက်နေသူဟာနောက်ဆုံးမှာတော့သူဟာအကျွေးမဆက်နိုင်တဲ့အတွက်ကြောင့်မို့သူဟာ bankruptcy စီးရင်ဝင်သွားတယ်ပေါ့နော်။အဲ့တော့ဒေဝါလီခံလိုက်ရပါတယ်။အဲ့လိုဒေဝါလီခံလိုက်ရတယ်ဆိုတာကိုအကြောင်းကြားတဲ့သူဟာသူအလုံးလုံးတဲ့ရဲစခန်းမှာလာပြီးတော့အကြောင်းကြားသွားတယ်လို့သိရတယ်ပေါ့နော်။အဲ့တော့ဒီလိုသူပတ်စံနေအကျွေးတွေကြောင့်မို့လို့အကျွေးမဆက်လို့ဒေဝါလီခံလိုက်ရတယ် bankrupt ဖြစ်သွားတယ်ဆိုတာကို သူ့ရဲ့အထက်ကလူကြီးတွေရောအောက်ကလက်အောက်ငယ်သားတွေရောအကုန်လုံးကတိသွားတယ်ပေါ့နော် ပြီးတော့ဒီစင်ကာပူနိုင်ငံမှာကဒီလိုမျိုးအစိုးရဝန်ထမ်းလုပ်တဲ့သူတွေဟာ especially လူရဲတို့ဒီလိုပေါ့နော်ဒီတရားသူကြီးစသဖြင့်အဲ့လိုမျိုးဟိုတမာတမတ်ရှိရမယ်တာဝန်ရှိရသူတွေဟာပို့ပြီးတော့တောင်မှအကျွေးရှိလို့မရဘူးသူတို့မှဒီလိုအကျွေးရှိရဆိုရင်သူတို့ရဲ့အလုပ်အကိုင်းလူကြီးကို အလုတ်အကိုင်းဌာနသူရဲ့အထက်လူကြီးကိုအသိပေးဖို့လိုအပ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီအကျွေးကြောင်းမလို့သူတို့ဟာလက်စားတာတွေမတော်မတမာမှုတွေလုံးမဆိုးလို့ပေါ့နော်။အဲ့တော့သူဟာသူအကျွေးရှိရဲဆိုတာကို ပြောခဲ့ဦးဆိုတဲ့သဘောပေါ့နော်။သူခုနှစ်နှစ်လောက်တိတိသူအကျွေးနဲ့အဆင်မပြေဖြစ်နေတယ်ဆိုတာကိုသူဟာအကြောင်းမကြားထားဘူး။အဲ့မှရင်သူကအဲ့လိုအကြောင်းမကြားထားတဲ့တကြောင်လို့သူဟာရှင်းရှင်းပြောရင်အပြစ်ကျူးလွန်မိထားတယ်လို့တောင်ဖြစ်နေပြီပေါ့နော်။ဒီအပြစ်ကျူးလွန်မှုကဘယ်လောက်ထိဆိုးလဲဆိုရင်သူတို့ဟာအလုတ်ပါထုံလို့ရတယ်ဒီရဲအဖြစ်ကနေပေါ့ ါ့နော်တာဝန်ကနေရက်ဆိုင်လို့ရတဲ့အထီးကိုကိုအဖြစ်ဆိုးတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အထက်လူကြီးကသူတောက်လျှောက်အလုပ်မှာတာဝန်ကြီးခဲ့တာတွေစူးစမ်းခဲ့တာတွေကိုမျက်နှာထောက်ပြီးတော့သူ့ကို3လတတိအချိန်ပေးတယ်အဲ့3လအတွင်းမှာသူ့ရဲ့ဒီအကျွေးကိစ္စတွေဖြည့်ရှင်းနိုင်ရှင်မရှင်းနိုင်လို့ရှိရင်သူ့ကိုအလုပ်နားရမယ်လို့ပြောလိုက်တယ်ပြီးတော့လည်းသူဟာအခုဆိုရင်အကျွေးတွေရှိနေတဲ့သူဖြစ်တဲ့တကြောင်မလို့အစအပိုင်းမှာသူဟာစသဖြင့်ပေါ့နော်အမှုတစ်ခုခုဖြည့်ရင် investigation officer စစ်ဆေးရတဲ့ရဲအရာရှိအနေနဲ့အလု ုပ်ဆောင်လုတ်ကင်ရနေပြီးသူ့ကိုဒီလိုအမှုတွေဘာတွေကိုမကင်တွယ်ခိုင်းတော့ပဲနဲ့သူ့ကိုဒီလိုယုံအလုပ်ပေါ့နော်ယုံစည်ရေးအရာတို့လောက်ပဲလုတ်ခိုင်းနေအဲ့တော့သူ့အနေနဲ့ဆိုရင်သူဟာယာရူးကြသွားတာနဲ့အတူတူပဲပေါ့နော်အဲ့ဒီကာလအတွင်းမှာသူ့ကိုလာစာရီရှော့ခြင်းမရှော့ခြင်းတော့စုစံတော့မသိပေမဲ့လေဘာပဲပြောသူဟာယာရူးရှော့ခံရတဲ့ပုံစံဖြစ်သွားတဲ့အကြောင်းမျိုးသူဟာတော်တော်ကြီးကို desperate ဖြစ်နေတယ်ပေါ့နော်စိတ်လဲညစ်တယ်အာရှက်လဲရှက်တယ်နောက်ပြီးလို့ရှိရင်ဘလို့လောက်ကမလဲ ်3လဆိုတဲ့အချိန်အတွင်းမှာသူဒီအကျွေးတွေကိုဘယ်လိုဆက်ကမလဲဆိုပြီးတော့လေတော်တော်ကြီးကိုခေါင်းနှံကြည့်ပါတယ်အဲ့ဒီအချိန်မှာဆိုရင် तू ကအကျွေးကဘယ်လောက်ကျန်သေးလဲပေါ့နော်ဘယ်လောက်တောင်ဆိုက်ရမှာလဲဆိုရင်ကျွေးဟာစင်ကာပူဒေါ်လာ6000နဲ့1000တိတိကျန်သေးရလို့သိရပါတယ်အဲ့တော့6000တထောင်တော့အကျွေးရှိတာကို तू က3လနဲ့ဆက်ရမယ်ဆိုတော့တလောက်2000နီးပါးလောက်အကျွေးဆက်ကမှာဘလို့လုတ်ပြီးတော့စင်ကာပူလိုနိုင်ငံမှာဒီလိုဝန်ထမ်းတယောက်ကတလောက်2000%အပို3လတတိထွက်နိုင်မှာလေပေါ့နော်ဒါဟာမဖြစ်နိုင်တဲ့အရာပေါ့ သူ့ကို3လအချိန်ပေးတယ်ဆိုပြီးတော့တကယ်တမ်းတော့3လနေအလုပ်ထွက်ရမယ်ဆိုပြီးတော့ရှင်းရှင်းပြောင်းရင်ကြိုပြီးတော့ ဟိုပြောထားလိုက်တာ ਨੇ အတူတူပါပဲအဲ့ဒီအပြင်ကိုသူ့ကိုပေါ့နော်ပို့ပြီးအရှက်ရစေတာကသူ့ရဲ့တနက်တွေကိုလည်းတင်းလိုက်တယ်ပေါ့နော်တကယ်တမ်းရဲစခန်းအဲ့လိုတင်းနေဆိုတာသူကအခုဆိုလို့ရှိရင်ရုံအလုတ်ရုံထိုင်အလုတ်ပဲလောက်ရတဲ့တကြောင်မလို့ဒီလိုမျိုးတနက်ကင်စရာအကြောင်းမရှိတော့ဘူးလို့ထင်လို့တင်းတာတကြောင်နောက်ပြီးတော့ဒီအကျွေးကြောင်မလို့ဒီတနက်နဲ့သူသူ့ကိုယ်သူတတ်တည်တာမျိုးနောက်ဆုံးအစွန်းအစိုးဆုံးပေါ့နော်ဒီတနက်နဲ့ပတ်စံနေ လူလိုက်ပြီးတော့ဟိုခိုးတာဝတ်တာတွေအထိဖြစ်မှာဆိုတဲ့အကြောင်းကိုတနက်ကိုလည်းတင်လိုက်ပါတယ်။အဲ့တော့ yes scan အနေနဲ့ကတော့သူတို့လှုပ်ဆောင်ရမယ် protocol တွေအကုန်လုံးကိုသူတို့ကအကုန်လုံးလှုပ်လိုက်တယ်ပေါ့နော်လှုပ်ကြတယ်ပေါ့။ဒီသူ့ရဲ့အထက်လူကြီးတွေပြပြချက်အရာ Iskander ကအရန်ကိုဟိုဘယ်လိုပြောမလဲစီးဆက်တေးကြတဲ့သူငွေကြေးကိုကောက်ကောင်းစီမံခန့်ခွဲတဲ့ တက်တဲ့သူတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသူအကျွေးရရှိနေတဲ့အချိန်အခုလိုမျိုး bankrupt ဖြစ်နေတဲ့အချိန်မှာတော့မှသူဟာ haji pilgrimage ကိုသွားခဲ့တယ်ပေါ့နော်သူတို့ဒီလိုမျိုးအာသွားပြီးတော့အဲ့လိုသူတို့ဘာသာရေးအရာမဖြစ်မနေသွားမယ့်နေရာတစ်ခုပေါ့နော်အဲ့ဒီနေရာကိုသူကသွားခဲ့လို့သိရပါတယ်အဲ့ဒီရဲ့သွားတဲ့ကုန်ကြမ်းစရာဆိုရင်သူ့ရဲ့၃လစာ လားစာလောက်ရှိတယ်ဆိုတော့သူရဲ့3လစာဟာတစ်လဟိုဒေါ်လာ၄တောင်လောက်ရရဲဆိုတော့ဒေါ်လာ12000လောက်တောင်ကျတယ်ပေါ့နော်အဲ့တော့သူရဲ့အထက်လူကြီးပြပြချင်တာကသူဒီလိုအကျွေးနေနေတဲ့အချိန်မှာအဲ့ဒါကိုမသွားဘဲနဲ့သူဒီပတ်စံကိုအကျွေးဆက်ဖို့စုခဲ့မယ်ဆိုရင်ပို့ပြီးတော့လုံးတဲ့အရာပေါ့အဲ့ဒါကို तू ကအဲ့လိုမဟုတ်ပဲနဲ့ဒီလိုမျိုးအာထာဂျီကိုသွားခဲ့တဲ့တကြောင်မလို့ရှင်းပြရင်အကျွေးရအောင်ပို့ပြီးတော့နင်းမြုပ်စီသေးတယ်ဆိုပြီးသူရဲ့ဒီငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုအားနည်းချက်တွေကိုထောက်ပြခဲ့တယ်။အစ္စကန်ဒါအခုဆိုလို့ရှင်သူ့မှာအချိန်အားသိမ့်မရတော့ဘူး။သူအလုပ်လည်းအပ ြုတ်မခံနိုင်တဲ့တကြောင်မလို့သူဟာကိစ္စကိုဖြေရှင်းဖို့အတွက်ကိုခုခုလုပ်ဖို့အရန်ကိုအကျိတ်အနေစဉ်းစားနေပါပြီအဲ့တော့သူဟာအဲ့လိုလေစဉ်းစားတဲ့အခါမှာဆိုရင်သူဟာအကြံတစ်ခုရခဲ့တယ်အဲ့ဒီအကြံကြောင့်လဲသူ့ရဲ့ဘဝဟာတကယ်ကိုဇောက်ထုံးမှုမျိုးဖြစ်လာအောင်ကိုပြောင်းလဲသွားစီမှာဖြစ်ပါတယ်သူကပြောရဲပေါ့နော်သူ့ရဲ့အထက်လူကြီးကိုငါဆရာဘာမှစိတ်မပူနဲ့ငါရဲ့ဝင်ဝဲအကူတယောက်ကငါအကူကြီးတောင်းထားပြီးပြီပေါ့နော်သူကလည်းငါ့ကိုကူညီမယ်ပြောတယ်သူ့ရဲ့အကူအညီနဲ့ငါ အာပေါ့ဒီအကျွေးရဖြည့်ရှင်းလိုက်မယ်၃လအတွင်းမှာငါအဆင်ပြေသွားစေရမယ်ဆိုပြီးတော့သူ့ရဲ့အထက်လူကြီးကိုအရင်ဆုံးသွားဖြောင်းပြတယ်။ဒါပေမဲ့နောက်ပိုင်းမှာသိရတာအဲ့မှာသူ့ရဲ့ cousin သူ့ပတ်ဆက်ချင်းမဲ့ cousin ဆိုတာတကယ်တမ်းတော့မရှိဘူး။သူ့ရဲ့မိသားစုသူ့ရဲ့တငယ်ချင်းသူ့ရဲ့ဒီလိုမျိုးဆွေမျိုးတွေကိုသူကအခုချိန်မှာငွေကြေးအခက်အခဲတွေဖြစ်နေပါတယ်။အကျွေးရတင်နေပါတယ်ဆိုတာကိုသူကဘသူ့ကိုမှမပြောပြထားဘူးလို့သိရတယ်ပေါ့နော်။တကယ်ဆိုရင်သူ့ရဲ့အခက်အခဲတွေကိုသူဟာအာမျှဝေခဲ့မယ်ဆိုရင်အားလုံးကမိသားစုတွေအကုန်လုံးတယောက်ကို၄၅00စီကူညီလိုက်လို့ရှိရင်လည်း ူ့ရဲ့အကျွေးတွေကိုစန့်ရင်စက်နိုင်သွားမှာပေါ့နော်ပြီးတော့မှသူဖြည်းဖြည်းပြန်ဆက်လို့ရတယ်ဒါပေမဲ့ तू ဟာသူ့ရဲ့တိတ်ခါတွေထိပါထိပါမှာဆိုလို့သူ့ကိုအထင်သေးမှာဆိုလို့ तू ဟာဘသူစီရမှာအကူကြီးမတောင်းမဲနဲ့ မလုတ်တဲ့အရာတခုကိုလုတ်တော့မှာဖြစ်ပါတယ်ဇူလိုင်လ10ရက်နေ့မှာဆိုလို့ရှိရင်တော့ Mr. Tambon Singh ဆိုတဲ့လူတစ်ယောက်ကအဲ safety deposit ပေါ့သူ့ရဲ့အဖိုးတန်ပစ္စည်းတွေပါရလေးပါမှာရှိတယ်ဒီလို safety deposit ထားရနေရာမှာထားထားတယ်ဖြစ်ချင်တော့အဲ့ဒီ safety deposit ကအခိုးခံလိုက်ရတယ်ဖောက်ထွင်းခံလိုက်ရတယ်ပေါ့နော်အဲ့ခါကျတော့သူကအဲ့အမှုနဲ့ပတ်သက်ပြီးတော့ yes scan ကိုတိုင်ခဲ့တယ်အဲ့ yes scan ကလည်းကူညီပြီးတော့ဖြေရှင်းတယ်အဲ့အချင်းအဲ့အမှုကိုကူညီပေးခဲ့တယ်လိုက်ပေးခဲ့တယ်ရဲဟာ iskandar ဖြစ်တယ်ပေါ့နော်အဲ့တော့ iskandar ကိုဝိုင်းပြီးတော့ဒီတခိုး ိုလိုက်ရှာပေးတဲ့အခါမှာတကူးကိုမိသွားပြီးတော့ဒီသူ့ရဲ့ပိုင်ဆိုင်တဲ့ရွှေတွေဒေါ်လာတွေပြန်ရခဲ့တယ်။ဒီပထမအဆုံးအချိန်ဒီလိုမျိုးပေါ့နော်အခိုးခံရတယ်ဆိုတာကပြီးခဲ့တဲ့နှစ် November ဖြစ်တာပေါ့နော်။အခုလဲကြာရောဒီရဲကနေပြီးတော့ Iskander ကနေပြီးတော့သူတို့ရဲစခန်းကနေပြီးတော့ Mr. Tan ကိုဖုန်းဆက်လိုက်တယ်။ဖုန်းဆက်ပြီးတော့ဗာပြောလဲဆိုလို့ရှိရင်သူတို့ပေါ့နော်ဒီလိုမျိုးဒီလိုတေလီဂျဘိုးလေးတယောက်ကိုသူတို့ဖမ်းမိထားတယ်။သူတို့စစ်ဆေးတဲ့အခါမှာသူတို့ခိုင်းကနေပြီးတော့ safety deposit ထားတဲ့နေရာကိုထပ်ပြီးတော့ဖောက်ထွင်းမှုကျန်စီနေတယ်လို့ပြောတယ်အဲ့တော့သူတို့ကအဲ့ဒီလုံးမဲ့ကလေးတွေကိုဖန်ဆီးချင်တယ်ပေါ့နော်အဲ့တော့လူလုံးကအောင်တပတ်ခါကြာရင်ပေါ့နော်၁၀ရက်နေကြလို့ရှိရင် Mr. Dan ကကိုယ့်ရဲ့ပစ္စည်းတွေတမိုးကြီးရဲ့ပစ္စည်းတွေကိုအဲ safety deposit ကနေသွားထုတ်ထားလိုက်ပြီးရဲတွေကနေပြီးတော့ဒီ box ထဲကိုသူတို့ကင်မရာတစ်ခုထည့်ထားလိုက်မယ်အဲ့ခါကြာရင်ဒီပေါ့နော်ဒီလိုမျိုးပစ္စည်းတွေခိုးတဲ့သူတွေလာတဲ့ခါကြာရင်အဲ့ဒီကင်မရာထဲမှာဒီ ဘသူတွေကဖောက်ထွင်းမှုစူးစမ်းတယ်ဆိုတဲ့ဟာလေးကိုမြင်ပေါ့တက်တည်ကြံခဲ့မယ်ပေါ့အဲ့လိုလောက်အောင်ဆိုပြီးပြောတယ် Mr. Tan ကလည်းရဲဌာနကဖုံးဆက်တယ်ပထမတစ်ခေါက်ကလည်းကူညီတဲ့ကူညီခဲ့တဲ့သူဆိုတော့ဘာတန်ညာမှမရှိဘဲနဲ့လှုပ်ဖို့သဘောတူခဲ့တယ်အဲ့တော့နောက်ရက်မှာဆိုလို့ရှိရင် Mr. Tan ကသူကကားဝက်ရှော့ဖွင့်ထားတဲ့ဦးပေါ့နော်လူပေါ့နော်အဲ့တော့သူကသူ့ရဲ့အလုတ်ကနေပြီးစောစောထွက်လာတယ်ထွက်လာပြီးတဲ့အခါမှာဒီ Iskandar နဲ့ဒီ safety deposit ထားတဲ့ ယုံရဲ့အနားမှာရှိတဲ့နေရာမှာအရင်ဆုံးတွေ့တယ်။တွေ့တဲ့အခါမှာအစ္စကန်ဒါကဘာပြောလဲဆိုလို့ရှိရင်နော်အဲ့ဒီအချိန်မှာအစ္စကန်ဒါကတကယ်ကိုရဲဝတ်စုံအပြည့်အစုံဝတ်တယ်ပြီးရင်သူကဒီလိုမျိုးပေါ့နော်လျှို့ဝှက်စုံစမ်းနေတဲ့ officer ပုံစံမျိုးပေါ့နှစ်ချက်တည်း walkie talkie စသဖြင့်အဲ့လိုမျိုးတွေတက်ဆင်ပြီးတော့ဒီမှာတိတိလေးတစ်ခုကို Mr. Tan ကိုပေးလိုက်ပြီးတော့အာငါမလိုက်တော့ဘူးဒီလူဆိုးတွေ မြင်သွားလိမ့်မယ်ငါရဲမန်းတိသွားလိမ့်မယ်အဲ့တော့နင်မဲသွားလိုက်သွားပြီးလို့ရှိရင်နင်ရဲ့ပစံတွေကိုယူလာခဲ့ပြီးလို့ရှိရင်အဲ့ဒီဘုံထဲမှာဒီကင်မရာလေးကိုထည့်ထားလိုက်အဲ့ဆိုရဲတွေကအဝေးရနေပြီးထိမ့်ချုပ်ပြီးတော့ဒီလူဆိုးတွေကိုဖမ်းလို့ရတယ်လို့ပြောလိုက်တယ်ပြောတဲ့အခါမှာ Mr. Tan ကလည်းယုံပြီးတော့ဒီသူ့ရဲ့အာဘောနော်ဒီ safety deposit ထားတဲ့ဒီယုံထဲကိုဝင်သွားတယ်သူ့ရဲ့ box ထဲကနေပစံတွေရွှေတွေကိုယူလာပြီးတော့အဲ့ box ထဲမှာအဲ့ကင်မရာကိုထည့်ခဲ့လိုက်တယ် ထည့်ခဲ့လိုက်ပြီးတဲ့အခါမှာကြာတော့ပြန်လဲဆင်းလာရောဆင်းလဲဆင်းလာတဲ့အခါမှာဒီ ရဲ့ Iskandar ကဘာပြောလဲဆိုလို့ရှင်ပေါ့နော်။အော်ဘာပဲပြောပြောဘာအနေရများတယ်။ဒီမှာပတ်စံနေအများကြီးနေဆိုတဲ့အခါကျတော့ငါအိမ်အထိလိုက်ပို့ပေးမယ်ဆိုပြီးတော့သူက Mr. Tan ရဲ့ကားတွေကိုလိုက်သွားခဲ့တယ်။အဲ့တော့ Mr. Tan ကကားမောင်းတယ်၊သူကလိုက်သွားတယ်။ပြီးလမ်းတောက်လျှောက်မှာလဲသူစကားပြောချင်အောင်နေဆောင်တယ်။မသိလို့ရှိရင်သူ့ရဲ့ဒီလိုပေါ့နော်။သူ့ရဲ့ဒီလိုတွဲဘက်ရဲရနေအနောက်ကနေကားနဲ့လိုက်လာတယ်။အဲ၊သူကတော့အရှိရနေ Mr. Mr. Tan ရဲ့ကားထဲမှာလုံခြုံရေးပေးဖို့လိုက်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တာပေါ့နော်။တကယ်တမ်းအနောက်မှာဘယ်သူမှလဲလိုက်လာတာမဟုတ်ဘူး။ဒါပေမဲ့သူဟန်ဆောင် င်းတာပေါ့နော်ပြီးလဲပြီးတော့မစ္စတာတန်အင်ကိုရောက်တယ်ရောက်တဲ့အခါမှာဒါပြောလဲဆိုတော့ငါရဲ့ဒီလိုမျိုးပေါ့နော်တွဲဘက်ရဲကနောက်ကနေကားနဲ့လိုက်လာလိုက်လာမှမဟုတ်လို့ခြံတကားကိုမပိတ်နဲ့နော်လို့ပြောတယ်အဓိကတော့သူကသူလူပြီးတော့ထွက်ပြေးလို့ရှင်ခြံတကားပိတ်နေထွက်ပြေးလို့မရမှာဆိုလို့မစ္စတာတန်ကလည်းယုံတဲ့အခါကျတော့အဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့သူကခြံတကားကိုမပိတ်ခဲ့ဘူးအဲ့တော့သူ့ရဲ့ပေါ့နော်တခြားရဲရမလာသေးဘူးဆိုတော့ Mr. Dan ကနေပြီးတော့ Iskander ကိုအိမ်ထဲကိုခေါ်တယ်ပြီးလို့ရှင်အေးအေးပါးတိုက်ဖို့ ပေါ့နော်လုတ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာ Iskander သတိထားမိတာကအဲ့ဒီ ပစ္စံနေရွှေတွေထည့်ထားတဲ့အိတ်ကိုအဲ့ဒီမစ္စတာတန်ကသူ့ရဲ့အလိုလှေကားနားမှာသူကချလိုက်တာကိုသတိထားမိတယ်ပေါ့နော်အဲ့တော့ဧည့်သည်ဆိုတော့ကွာအိမ်ထဲမှာရှောက်ပတ်ပြီးတော့သွားနေလို့မရဘူးအဲ့တော့သူဟာအလစ်ချောင်းပြီးတော့ဒီပစ္စည်းကိုခိုးဖို့အတွက်မစ္စတာတန်ကိုသူကဘာပြောလဲဆိုတော့ငါအိမ်သားခဏတုံးချင်လို့ပါဆိုပြီးပြောရဲတဘောကတော့သူဒီအိမ်ထဲမှာနည်းနည်းဟိုဟိုတီတီလမ်းလျှောက်ချင်လို့ပေါ့နော်အဲ့တော့မစ္စတာတန်ကလည်းဟုတ်ကဲ့ရပါတယ်ဟိုမှာသွားပါဆိုပြီးတော့ပြီးသွားတယ်အဲ့တော့သူကလည်းအိမ်သားထဲကိုဝင်လာဝင်သွားတာပေါ့နော်ပြီးတော့သူအိမ်သားထဲကိုပြန်ထွက်လာတဲ့အချိန်မစ္စတာတန်ကသူ့ကိုအေးတိုက်ဖို့လုပ်နေတဲ့ ချိန်မှာအလုတ်ရှုံနေတဲ့ချိန်သူကတော့ပစ္စည်းကိုဒီပစ္စံအိတ်ကိုယူပြီးတော့ပြေးမယ်ခိုးမယ်လို့လုပ်ထားတာပေါ့နော်ဒါပေမဲ့စဉ်းစားကြည့်ကွာတူတူကိုကိုကိုရဲ့စုဆောင်ထားတဲ့ပစ္စံတွေကိုအိမ်မှာဒဇိန်းတယောက်ရှိနေတယ်ရဲနေနေပါနေနေလေးသိရမလားအဲ့လူကမျက်ကွယ်ပြူနေတဲ့ချိန်မှာမစ္စတာတန်ကလည်းတနေရာမှာတော့တင်းလိုက်မှာပေါ့အဲ့တော့အစ္စကန်ဒါကအိမ်သားကနေပြန်ထွက်လာတဲ့အချိန်မှာ သူမှန်းထားတာနဲ့မကြိုက်တော့ဘူးသူမှန်းထားတာကတော့အိမ်သားတွေကထွက်လာရင်အဲ့လေကားမှာထထားတဲ့ အပစံအေကိုခိုးလိုက်မယ်ပြီးလို့ရှိရင်သူအဲအကြောင်းတစ်ခုပြပြီးထွက်သွားမယ်စသဖြင့်အဲ့လိုလုပ်ထားတာပေါ့နော်အခုအဲအေကမရှိတော့ဘူးဘယ်နာမှထားမှန်းလည်းမသိဘူးသူ့အနေနဲ့လိုက်ပြီးတော့ရှာဖို့ကလည်းမလွယ်ဘူးပေါ့နော်အဲခါကျတော့သူကဘာလုပ်လဲဆိုလို့ရှိရင်ဒီလိုမျိုး walkie talkie ကနေပြီးတော့စကားအတန်နေပဲကြားတယ်လို့လို့ဘာတယ်လို့လုပ်ပြီးတော့သူကโอ้มิสเตอร์แดนကိုပြောတယ်။အော်မစ္စတာแดนမို့အခုပဲရုံကနေပြီးတော့ဌာနချုပ်ကနေငါတို့ကိုအကြောင်းကြားတယ်။ဒီ တခိုးလေးတွေကိုမိသွားပြီပေါ့အဲ့တော့ကိစ္စမရှိတော့ဘူးနေ့ရက်ပစ္စည်းတွေကိုအခုချက်ချင်းသွားပြီးတော့ safety deposit ထဲကိုပြန်ထည့်လို့ရပြီလို့ပြောတယ် Mr. Tan ကလဲကွာဒီလားထမင်းစားကြီးတဲ့လူဆိုတဲ့အခါကျတော့နေ့တော့တန်တရားဖြစ်တာပေါ့နော်ချက်ချင်းဒီရဲကလိုက်ပြီးထည့်ပေးစရာမလိုဘူးလေဒီလားသူကသူအဆင်ပြေတဲ့အချိန်အတွက်သူသွားထည့်မှာပေါ့ဒါပေမဲ့ Mr. Tan အဲ Iskander ကတော့အဲ့လိုအတင်းကိုထည့်ဖို့တိုက်တွန်းနေတာပေါ့နော်အဲ့တော့သူကလည်းမငင်းမဲနဲ့ဟောဟောရတယ်ရတယ်အဆုလို့ရှင်လဲခဏလေးနော်ငါအထဲမှာအဲ့ပေါ့တခုခုသွားယူလိုက်အောင်မယ်ဆိုပြီးတော့စသဖြင့်ပြောပြီးတော့ အိမ်ထဲကိုဝင်သွားတယ်ဝင်သွားပြီးတော့ပြန်ထွက်လာတယ်ပေါ့နော်အဲ့ချိန်မှာအစ္စကန်ဒါထင်ထားတာတော့သူကအိမ်ထဲမှာထထားတဲ့သူ့ရဲ့ရွှေပစက်တွေကိုသွားယူနေပြီပြန်လာရင်တော့သူဒီအပြန်လမ်းကြောင်းမှာတနည်းနည်းနဲ့သူခိုးယူမယ်လို့စဉ်းစားထားပြီးမြဲတကယ်တမ်းမစ္စတာတန်ကဒီလိုအိမ်သူ့ရဲ့အိမ်ခန်းထဲကိုသွားပြီးတော့သူကဒီ อิสกันดาရဲ့ yes scan ကိုတွားပြီးဖုန်းဆက်မေးခဲ့တာပေါ့เนาะငါးစီမှာဒီလိုနင်တို့ရဲ့ yes scan ကအရေးအရာရှိอิสกันดาဆိုရဲလူရောက်နေတယ်ဒီလိုဒီလိုအမှုကိစ္စကြောင့်မလို့ဒီလိုတွေငါ့ကိုလာပြီးကူညီနေတယ်ဟုတ်လားဆိုပြီးမေးတော့ yes scan ကလည်းဒီလိုကိစ္စမျိုးမရှိဘူးဆိုပြီးပြောလိုက်တာပေါ့ပြောလိုက်တဲ့အခါမှာ Mr. Tan ကတိသွားပြီးอิสกันดาဟာလာပြီးတော့လှုပ်ချင်ပြောဆိုနေတယ်ဆိုတာတိသွားပြီးအဲ့တော့ Mr. Tan ကအပြင်ကိုထွက်လာတဲ့အခါမှာလို့ဒေါနဲ့မောနဲ့စပြီးတော့သူ့ကို ဟိုဘယ်လိုပြောလဲဖြေရှင်းတာပေါ့နော် Mr. Dan ကလည်းဟိုစိုးရင်တော့ဗောသူတယောက်တည်းရှိတဲ့အချိန်ဆိုတဲ့အခါကျတော့သူ့ကိုရံမူမှာစိုးလို့ဒီမျိုးဓာတ်ကိုယူပြီးတော့ဟိုစပြီးတော့ခုခံကာကွယ်ဖို့လုပ်တယ်အဲ့ဒီအချိန်မှာ Mr. Tan ကအသက်68နှစ်အရွယ်အဖိုးကြီးဖြစ်တယ်ဦးလေးကြီးဖြစ်တယ်ပေါ့နော်ဒီ အာအစ္စကန်ဒါကအသက်30ကျော်ဆိုတဲ့အခါမှာအားချင်းမမျှပဲနဲ့ဒါကအစ္စကန်ဒါရဲ့လက်ထက်ကိုရောက်သွားတယ်။ရောက်သွားပြီးတော့အစ္စကန်ဒါကလည်းစပြီးတော့ပြန်ပြီးတော့တိုက်ခိုက်တယ်။ဒီသူကလည်းဒါဆိုလို့ရှိရင်ဘယ်လိုပြောရမလဲ။ဟိုသူ့ရဲ့အလုတ်ကိုသူ့ရဲ့လုတ်ရက်တွေသူ့ရဲ့လိမ်လည်မှုတွေတိသွားပြီးဖြစ်တဲ့ကြောင့်မို့နှုတ်ပိတ်မှရတော့မယ်ဆိုတဲ့အခါကျတော့သူကတကယ်ကိုမသေးမချင်းကိုဓာတ်ရည်နဲ့အချက်ပေါင်းများစွာထိုးနှက်တယ်ပေါ့နော်အဲ့လိုထိုးနှက်နေတဲ့အချိန်မှာအဲ့လို Mr. Dan ကလည်းသူ့ရိုင်ထဲမှာလဲပြီးတော့ညင်သွားပြီ။သူကလည်းအမမတက်ကြီးရက်နေတဲ့အချိန်မှာအတန်တစ်ခုကြားလိုက်တယ်။အဲ့မှာဘလို့ပေါ့အဖေဆိုပြီးတော့ all all ရဲ့အတန်ကြားလိုက်တယ်။အဲ့သူကလှည့်ကြည့်လိုက်တဲ့အခါမှာ Mr. Dan ရဲ့သားဟာသူကဒီလိုမျိုးဒီတကားပေါက်ကနေပြီးသူ့အဖေစီကိုပြေးဝင်လာတယ်။အဲ့အချိန်မှာအစ္စကန်ဒါကသူကဟိုသူ့အတွက်ကနောက်ထပ်မျက်မြင်သက်သေတယောက်ရပြီဆိုတဲ့ခါကျတော့အဲ့ဒီ Mr. Tan ရဲ့သားဖြစ်သူကိုပါသူကဒါးနဲ့တိုက်ခိုက်လိုက်တယ်ပေါ့နော်။သူကရဲစခန်းမှာဖမ်းမိတဲ့အခါမှာသူကဘလို့ပြောလဲဆိုတော့သူစိတ်ထဲမှာလေသူကအရန်လန့်နေလို့ပေါ့နော်။သူ့လက်ထဲမှာဒါးကင်ထားတယ်ဆိုတာတော့သူကမေ့သွားတယ်။မေ့သွားပြီးတော့ပေါ့ဟို Mr. Tan ရဲ့သားကဒီလိုမျိုးသူ့စီကိုပြေးဝင်လာတဲ့အချိန်မှာသူကဒီလိုမျိုးလက်နဲ့လှမ်းတားသလိုလိုလိုက်တာ။ဒါပေမဲ့လက်ထဲမှာကဒါးရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီလူရဲ့လက်ဘင်းကို အဲ့လိုပေါ့နော်ဆွဲလီထိုးပြီးသားဖြစ်သွားပါတယ်လို့သူကပြောခဲ့တယ်ပေါ့နော်အဲ့ချိန်မှာဒီသားဖြစ်သူကလည်းအဲ့ခါကျမှသူတိုက်ခိုက်ခံရတယ်ဆိုတော့တီးပြီးတော့သူဟာကြောက်ကြောက်လန့်လန့်နဲ့အိမ်ပြင်ကိုပြန်ထွက်ပြေးတယ်ဒါပေမဲ့အိမ်အပြင်လဲရောက်တော့ သူကသူ့ရဲ့လက်ဘင်းကဓာထိုးမိထားတဲ့ဒဏ်ရာကအရန်ဆိုးပြီးတော့လဲကျသွားတယ်။အဲ့ဒီအချိန်မှာအစ္စကန်ဒါကဘာလုပ်လဲဆိုရင်သူ့မှာဖိုးဖြစ်စီအထုပ်ကလည်းဘာမှရှိမှန်းမသိဘူး။ရှာလဲရှာဖို့အချိန်ရှိတော့ဘူး။လူကလည်းမထင်မှတ်ပဲနဲ့နှစ်ယောက်ကိုယ်တော်မှတက်လိုက်ပြီဆိုတဲ့အခါမှာသူကဒီမစ္စတာတန်ရဲ့ကားရဲ့ကိုကားပေါ်ကိုတက်တယ်။တက်ပြီးတဲ့အခါမှာသူကအရန်စိတ်လှုပ်ရှားပြီးတော့ကြောက်နေတယ်ပေါ့နော်။ကြောက်နေတဲ့အချိန်မှာတဲ့သူပြောတာကသူဂီယာကိုအရှိန်နဲ့အနောက်နဲ့မှားထိုးမိပြီးတော့သူဟာ ကားအနောက်ကိုအရင်ဆုတ်သွားတယ်ပြီးလဲပြီးတော့သူအရှိကိုမောင်းဖက်သွားတယ်ဒီကားအောက်မှာဒီချီဟွန်ကပါလာတယ်ဆိုတော့သူလုံးဝမသိပါဘူးလို့ပြောတယ်ဒါပေမဲ့ရဲတွေကတော့သူဟာချီဟွန်သေးတာမသေးတာမသေးကြတဲ့အတွက်ကြောင့်မလို့သူဟာကားနဲ့တိုက်ပြီးတော့ချိန်ပြီးတော့တပ်ဖို့ကြိုးစားရလို့ထင်တယ်ဒါပြီးနောက်တစ်ချက်ကကျတော့ဒီလူတစ်ယောက်လုံးကိုဒီကားအောက်မှာပါလာတာကိုကားမောင်းနဲ့ကားမောင်းဘူးတဲ့သူတိုင်းသတိထားမိမယ်ကွာစုစံတို့ကားအောက်မှာပစ္စည်းလေးတစ်ခုခုဟိုဘောနော်နည်းနည်းကြီးတာပိုင်ကို တည်တယ်ကားမောင်းလို့ရှိရင်တခုခုညံ့နေတယ်ဆိုတာဒီလိုလူတယောက်လုံးကြီးကပလက်ပလက်ကြီးပါလာမဲ့ဟာကို तू မသိစရာအကြောင်းမရှိဘူးပေါ့နော်ဒါပေမဲ့ तू ဆင်းပြီးတော့ဖြုတ်ဖို့တွေပါတယ် तू မတွေးတော့ပဲနဲ့ तू ဒီတောက်လျှောက်ပဲမောင်းပြီးပြေးပြီးအချိန်တန်ရင်တော့ပြုတ်ကြကြံခဲ့မယ်လို့ပဲတွေးတယ်ထင်တယ်ပေါ့နော်အဲ့တော့ तू ကဒီလိုအိမ်ကနေထွက်လာပြီးတော့တကယ်လမ်းမကြီးပေါ့ပေါ့နော်ဒီလိုမျိုးအာလမ်းကြားလေးတွေကထွက်လာပြီးလမ်းမပြီးလမ်းမကြီးပေါ့လေကွေ့တက်လိုက်တဲ့အချိန်မှာဆိုရင်တော့အဲ့ तू အနောက်ကမောင်းတဲ့ကားတွေအကုန်လုံးဟာဒီ သွေးစည်းချောင်းရဲ့လူတယောက်ကဒီကောက်အကနောက်ထဲကနေပြီးတော့ဗောနော်အလူကြီးခေါင်းရအထဲမှာညက်ပြီးတော့တွဲပြီးပါသွားတာအမြင်တော့အကုန်လုံးဟောနေတီးကြဆိုရင်အရှေ့ပြောသူတွေပဲစိုက်ကဲမောင်းတဲ့သူတွေကတော့မဘေးကနေလိုက်ထုပြီးတော့ပြောပေမဲ့လဲသူဟာလုံးဝစတိုက်မောင်းသွားပြီးတော့1ကီလိုမီတာလောက်အကွာဝေးရောက်တော့မှသာဒီလိုညက်နေတဲ့ခန္ဓာကိုယ်ကြီးဟာဘေးကိုလွင့်ပြီးတော့ထွက်လာတယ်။အဲ့အချိန်မှာဆိုရင်ဒီ Covran MRD နားမှာဖြစ်ပြီးတော့ဒီခန္ဓာကိုယ်တည်ဆုံးနေတဲ့ ဒဏ်ရာတွေအများကြီးမျက်နာကဒီလိုကျန်းနေဒီလိုမှောက်ပြီးတော့ဒီ1ကီလိုမီတာနီးပါးပွတ်ဆွဲခံထားရတဲ့ဒီလိုရုပ်ပြက်စင်ပြက်ခံတာကိုကြီးဟာဒီလမ်းဘေးဘက်ကိုလွင့်ဆင်လာခဲ့တယ်။အဲ့မှာရက်နေတဲ့သူတွေဘတ်ကားစောင့်နေတဲ့သူတွေအားလုံးဟာဒီမြင်ကွင်းတစ်ခုလုံးကြောင့်အရန်ကိုကြောက်လန့်ပြီးတော့တွေးပြက်ခဲ့ရတယ်ပေါ့နော်။အဲ့တော့ရဲတွေကတော့ဒီနေရာကိုချက်ချင်းရောက်လာပြီးတော့သူတို့စစ်ဆေးကြတယ်။ဒီသွေးလမ်းပေါ်မှာ ကြံခဲ့တဲ့သွေးစီးဆောင်နေတိုင်းအနောက်လိုက်ပြီးတော့လိုက်သွားလိုက်ရင်ကို Mr. Dan ရဲ့အိမ်ထိကိုရောက်သွားပြီးတော့ Mr. Dan အထဲမှာဆူဆူဝါးဝါးတည်ဆုံနေတာကိုတွေ့ခဲ့ရတယ်။အဲဒီအချိန်မှာရဲတွေကိုဖုန်းခေါ်ခဲ့ပြီးမြဲလေ ီကားကိုတော့ဒီပေါ့နော်ဒီ Mr. Tan ရဲ့ကားကိုမောင်းသွားတဲ့ Iskander ကိုလမ်းမှာဘယ်ရဲကမှမတားကြဘူးဘယ် checkpoint မှာမှမမိပဲနဲ့သူဟာတကယ်ကိုဒီလိုမျိုးစိတ်ယုံနေရှိတဲ့နေရာကိုမောင်းသွားတယ်အဲ့ကားကိုဆွတ်ပစ်ခဲ့ပြီးတော့သူဟာတခြားကားတစီးငှားပြီးတော့သူ့ရဲ့အဖေအိမ်ကိုသွားခဲ့လို့သိရပါတယ်။သူ့အဖေအိမ်ကိုရောက်တဲ့အခါမှာသူကလည်းလက်မအလိုရုံးရင်းကန်ရင်နဲ့ဒဏ်ရာရလာတာကိုသူပတ်တီလက်မပတ်တီစီတယ်ပတ်တီစီတယ်ရေချိုးတယ်ပြီးလို့ရှိရင်ဒီလူတက်ခဲ့တဲ့ဓာရဲ့ ဒီသူ့ရဲ့သွေးဆိုနေတဲ့အဝတ်တွေအကုန်လုံးကိုယူပြီးတော့သူ့ရဲ့ cycle နဲ့အတူပြန်စီးပြီးတော့ထွက်လာခဲ့ပါတယ်။ပြီးတော့သူဟာ East Coast ကဒီလို pension တစ်ခုမှာအဲ့ဒီအင်ဂျီတွေနဲ့ဓာတ်ကိုသွားဆွန့်ပစ်ခဲ့ပြီးတော့သူကတော့သူ့ရဲ့ cycle နဲ့ပဲ Malaysia နိုင်ငံ Johor Johor Bahru ကိုထွက်ပြေးသိမ်းရှောင်နေရလို့သိရပါတယ်။ရဲတွေရဲ့ပြပြချက်အရာဒီ Mr. Tan ရဲ့သား Mr. Tan Chi Hon Hon ဟာဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်မှာ ညနာမှာပဲဒါ18ချက်နဲ့လေဘင်းမှာဒါ3ချက်တောင်မှဒီလိုထိုးတဲ့ဒဏ်ရာတွေဒီလိုမျိုးပေါ့နော်လှီးခံထားတဲ့ဒဏ်ရာတွေအများကြီးတွေ့ရပါတယ်အဲ့ဒီအပြင်ကိုဒီကားအောက်မှာဖားသွားတဲ့တကြောင်မလို့လေခန္ဓာကိုယ်တော်တော်များများဟာတော်တော်ကြီးကိုပျက်စီးပြီးတော့ဟိုဆူဆူဝါးဝါးဖြစ်နေတဲ့အခြေအနေဖြစ်ပါတယ်ဒီစင်ကာပူနိုင်ငံမှာเนาะဒီလူတက်မှုဖြစ်တဲ့ ဆိုတာကိုတော်တော်ကြီးကိုစိုးဝါနေပြီအဲ့ဒီအပြင်မှာဒီလိုမျိုးလူတယောက်ကိုဒီလိုမျိုးလူတွေဒီလမ်းမကြီးပေါ်မှာဒီတိုက်ဆွဲပြီးပါသွားတယ်ဆိုတဲ့အမှုကအရန်ကိုဟိုးလေးတချော်ဖြစ်တယ်လူတွေအားလုံးကလည်းပြောတယ်အရန်ကိုထိတ်လန့်ပွဲအရာကိစ္စဖြစ်ခဲ့တယ်ပေါ့နော်ကိုဗန်ရဲ့ double murder နှလောင်းပြန်လူသတ်မှုကိုသတင်းတွေမီဒီယာတွေအင်တာနက်မှာ social media မှာလုံးဝပြန့်နှံ့ပြီးတော့တချို့ပုံတွေလည်းအများကြီးပြန့်နှံ့လာခဲ့ပါတယ်အဲ့တော့တကယ်ကိုဒီရဲတွေအတွက်ကို pressure အကြီးဖြစ်တယ်အဲ့တော့ရဲတွေဟာ 54နာရီအတွင်းဒီတရက်ခံဖြစ်သူကိုအမိဖမ်းဖို့စီစဉ်ခဲ့ကြပါတယ်အဲ့ဒီချိန်မှာဆိုလို့ရှိရင်တော့ဂျိုဟိုဘာရိုမှာရောက်နေတဲ့အစ္စကန်ဒါကစီကန်တော့ပြရတယ်ပေါ့နော်သူရဲ့လက်မှာရလာတဲ့ဒဏ်ရာကိုစီကန်တော့ပြရတယ်စီကန်ကမိတယ်ဘယ်ရရလဲဆိုရင်သူကအဲ့လိုပေါ့နော်စိုက်ကဲမှောက်ပြီးတော့ရခဲ့တဲ့ဒဏ်ရာပါလို့ပြောတယ်ဂျိုဟိုဘာရိုမှာဆိုလို့ရှိရင်လူတက်လာပြီးတော့အဲ့ဟိုတယ်တစ်ခုမှာအေးအေးဆေးဆေးတဲပြီးတော့သူကနေနေတယ်ပေါ့နော်သူ့စီကိုလည်းဘယ်သူမှရောက်မလာကြဘူးပေါ့အဲ့ဒီချိန်မှာသူကသူ့ကိုဒီ covent double murder ရဲ့လူသတ်မှုတရက်ခန်းဆိုတာကိုရဲတွေကမသိသေးဘူးလို့ထင်ပြီးတော့သူရဲ့အထက်လူကြီးကိုတော့မှသူကဘာလုပ်လဲဆိုလို့ရှိရင်မလေးရှားမှာရောက်နေပါတယ်ပေါ့နော်။သူကအခုဆိုလို့ရှိရင်ဒီလိုမျိုးဗာလဲဒေဝါရီခံလိုက်ရပြီဆိုတော့သူတို့စင်ကာပူနိုင်ငံအဲ့လိုမျိုးဒေဝါရီခံနေခံရတဲ့သူတွေကနိုင်ငံအတွင်းကနေထွက်လို့မရတဲ့အခါကျတော့သူမလေးရှားကိုထွက်လို့မရမှာဆိုလို့သူမလေးရှားမှာပဲသွားနေနေပါတယ်ဆိုပြီးတော့အကြောင်းကြားခဲ့တယ် အဲ့ဒါကိုကြည့်စင်းအဖြစ်သူလောက်ရဲ့လောက်ရဲ့ကိုဘယ်သူမှမသိသေးဘူးလို့သူထင်နေတဲ့သဘောပေါ့နော်ရဲတွေကတော့တိထားပြီးပြီလေဘာလို့လဲဆိုတော့ Mr. Tan မသိမသိခင်မှာ yes ကိုဖုန်းဆက်ပြီးတော့ဒီကိစ္စကိုမေးထားပြီးပြီဆိုတော့တိတာပေါ့နော်အဲ့တော့ तू က မလေးရှားနိုင်ငံမှာသူစိတ်ထဲမှာသူလုံးဝလွတ်မြောက်သွားပြီပေါ့နော်သူသူ့ကိုဘယ်သူမှမဖမ်းနိုင်တော့ဘူးလို့သူထင်လားမသိဘူးအဲဒီဂျိုဟိုးဘာတို့မှာပဲရှိတယ်စားတောက်ဆိုင်နာမည်ကြီးစားတောက်ဆိုင်တခုအဲဒီစင်ကာပူကလူတွေလာလို့ရှိရင်လည်းအဲ့မှာစားတောက်တဲ့ဆိုင်တခုမှာသွားပြီးသူဟာသွားပြီးစားတောက်ခဲ့တယ်ပေါ့နော်ထမင်းသွားစားခဲ့တယ်ဒီလိုမျိုးတိတ်ကဝေးမှာတော့မဟုတ်ပဲနဲ့သူကထမင်းသွားစားတယ်အဲ့ဆိုင်ရာ CCTV မှတ်တမ်းနေရဲ့အဲ့မှာရှိတဲ့စင်ကာပူလူမျိုးတွေစားတောက်နေတဲ့စင်ကာပူလူမျိုးတွေကသူ့ကိုတတိထားမိသွားပြီးတော့ချက်ချင်းရဲကိုတိုင်းခဲ့တယ်နောက်ပြီးတော့စင်ကာပူရဲတွေကလည်း ဒီအစ္စကန္ဒာရဲ့အကြောင်းကိုမလေးရှားရဲတွေကိုအကြောင်းကြားပြီးတော့ဖမ်းဖို့အကူအညီတောင်းထားပြီးသားအဲ့တော့သူတို့ဟာအဲဒီစားတောက်ဆိုင်မှာပဲဝင်ဖမ်းခဲ့ပြီးတော့သူ့ကိုစင်ကာပူပြန်ပို့ခဲ့ပါတယ်အဲ့လိုဖမ်းမိပြီးတော့စင်ကာပူပြန်ရောက်လာပြီးဆိုတော့မှဒီလိုရဲတွေဟာသူတို့ဟာစပြီးတော့သတင်းစာရှင်းလင်းပွဲလုပ်တယ်ပေါ့နော်အဲ့လိုသတင်းစာရှင်းလင်းပွဲမှာမှဒီ double matter နှလောင်းပြန်လူသက်မှုရဲ့တရားခံဟာရဲပါဆိုပြီးတော့သူတို့ဟာအတိပေးခဲ့တယ်။အဲဒီအချိန်မှာလူတွေဟာပို့ပြီးတော့တောင်မှ အံ့ဩတုံ့လှုပ်ပြီးတော့စိတ်ပူဆိုးကြရဲပေါ့နော်ဒီလိုသူတို့ကာကွယ်ရမယ့်သူသူတို့ကိုစောက်ရှောက်ရမယ့်သူကဒီလိုမျိုးအကြံစိုးတွေနဲ့လူရဲ့ဆက်သက်တယ်ဆိုကြရဲအရန်ကိုရဲရဲပါအပြစ်တင်ရှုတ်ချတာတွေအများကြီးလုံလာကြအောင်ပိုလဲအရှက်ရတယ်ပိုပြီးလဲ pressure ဖြစ်တဲ့ case ဖြစ်တာပေါ့နော်ပြီးတော့ဒီလို Mr. Tan တို့ရဲ့မိသားစုပင်တွေအကုန်လုံးကလည်း တရားမျှတမှုအပြည့်အဝရဖို့ဒီလောက်ရက်ဆက်တဲ့လူတက်မှုကြီးကိုအမြန်ဆုံးတည်တံ့ချမှတ်ပေးဖို့တောင်းဆိုကြတယ်။အဲ့တော့12ရက်ဇွန်လ2023ခုနှစ်မှာဆိုလို့ရှိရင်တကယ်ကိုသူတို့သတ်မှတ်ထားတဲ့54နာရီအတွင်းမှာပဲအစ္စကန်ဒါကိုဖန်ခန့်တီးပါတယ်။ 20ရက်အောက်တိုဘာလ2015နှစ်နှစ်ကျော်ကြာပြီးတဲ့အချိန်မှသာလင်သူ့ကိုစပြီးတော့တရားဝင်ရုံးတင်စစ်ဆေးပါတယ်။ဘာလို့နှစ်နှစ်ကျော်ကြာလဲဆိုဒီကြားထဲမှာစစ်ဆေးတာတွေယုံချင်းအမှုတိဆောက်တာတွေနောက်ပြီးလို့ရှိရင်ဒီလိုယုံချင်းအတွက်ပေါ့နော်ရက်ကိုစောင့်နေရအောင်မလို့နှစ်နှစ်ကျော်အောင်ကြာခဲ့ပါတယ်။ပြီးတော့သူဟာ4ရက်ဒီဇင်ဘာလ2015မှာတင် High Court ကနေပြီးသူ့ကိုတည်တန်းချမှတ်ခဲ့ပါတယ်။ဒီလိုမျိုးတည်တန်းချမှတ်ပြီးတဲ့နောက်မှာလဲသူဟာသူ့ရဲ့တည်တန်းကို လူငင်းခွင့်ရဖို့အတွက်ကိုဒီလို appeal တင်တာရဲ့အတနာခံစားတင်တာတွေကိုရုံးတစ်ခုပြီးတစ်ခုဆက်လုပ်ခဲ့ပြီးမဲ့လေ3ရက် February လ2018မှာတော့ဒီသူ့ရဲ့ဒီလိုမျိုးပေါ့နော် appeal တွေအကုန်လုံးကို dismiss ဆိုတော့လုံးဝကန့်ကွက်လိုက်တယ်ငင်းဆန်လိုက်ပြီးတဲ့အခါမှာ9ရက် February လ2025ခုနှစ်လူတက်မှုလုပ်ပြီး12နှစ်အကြာမှသာလင်းသူ့ကို တည်တံပြီးခဲ့ပါတယ်သူ့ကိုဘလို့တည်တံပြီးလဲဆိုလို့ရှိရင်တော့အာကျိုးဆွဲချပြီးတော့တတ်ခဲ့တာဖြစ်ပါတယ်ဒီလိုအပြစ်ပေးမှုကိုမနက်6နာရီမှာပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်ဒီတည်တံကိုလာပြီးတော့မြင့်မြင့်တက်တေလာကြည့်ခဲ့တဲ့သူတွေကတော့ဒီထောင်ထဲရရဲတွေအရာရှိတွေ အနောက်ပြီလို့ရှိရင်ဒီသူသေးဆုံးတာစစ်မစစ်စစ်ဆေးပေးမယ်ဆရာဝန်တွေရှိတယ်။နောက်ပြီလို့ရှိရင်သူတို့ရဲ့ကိုယ်ခွေတဲ့ဘာသာရဲ့ဒီလိုဖုံးကြီးဖြစ်ဖြစ်ဒီလိုတရားဟောဆရာဖြစ်ဖြစ်အဲ့လိုတွေလည်းလာပါတယ်။တည်သွားပြီတည်ကြပြီဆိုတဲ့အခါကျလို့ရှိရင်တော့အဲ့ဒီနေ့မနက်မှာပဲမိသားစုကိုဒီသေးဆုံးတဲ့ခန္ဓာကိုပြန်ပေးလိုက်မှာဖြစ်ပါတယ်။အဲ့တော့သူတို့ဟာကိုယ်ခွေတဲ့ဘာသာရဲ့အယူအတိုင်းသူတို့ရဲ့နာရေးကိုပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီ Mr. Tan ရဲ့မိသားစုတွေကအခုလိုတည်ဆုံသွားပြီးတည်တံပေးလိုက်ပြီးဆိုတာသိရတဲ့အကြောင်းမျိုးသူတို့စိတ်ထဲမှာတော့ပေါ့နော်ဟိုအဆုံးသက်လေးတစ်ခုကိုခံစားလိုက်ရပြီမဲ့လဲပေါ့ဒီသူ့ရဲ့တည်သွားတဲ့သူတို့ရဲ့အဖေသူတို့ရဲ့ခင်မွန်သူတို့ရဲ့သားပေါ့နော်ဒီလိုတည်ဆုံမှုကိုတော့ဘလို့မအောင်မဖြေဆင်းနိုင်သေးပါဘူးအခုချိန်ထိလည်းအရန်ကိုနာကျင်နေတယ်လို့ဒီသူတို့ရဲ့အဖေသူတို့ရဲ့သားသူတို့ရဲ့အကူ နော်သူတို့ရဲ့ခင်မွန်းတွေဟာဒီလိုဆိုးဝါးတဲ့ကံကြမ္မာတွေကိုကြုံတွေ့ခဲ့ရတဲ့အကြောင်းမျိုးသူတို့တသက်လုံးဆိုးဝါးတဲ့အတိတ်တွေနဲ့ပဲရှင်သန်သွားမယ်လို့သူကပြောပါတယ်။စူဇန်အတွက်ဆိုလို့ရှင်ပေါ့နော်ဒီ case မှာဆိုလို့ရှင်တော့ Iskander ဟာအိမ်အောင်ပြုတ်ဖို့ပဲဖြစ်ဖြစ်ဘဝတစ်ခုစဖို့ပဲဖြစ်ဖြစ် ပေါ့နော်အကျွေးနဲ့တော့မစတင်လို့ထင်ပါတယ်။ဟိုပေါ့ဒါပါတော့ဒီလိုအကျွေးယူပြီးတော့ဘဝအတစ်တစ်ခုစလို့ရှင်လည်းဘာမှ တိတ်ပြီးပျော်ရွှင်ရမှာမဟုတ်ဘူးပေါ့နော်ဒီအကျွေးပြန်ဆက်ဖို့အတွက်ကိုဝင်တော့ဝင်မိုးကြီးနဲ့ဒီဘဝအစ်စ်ကိုစားရသလိုဖြစ်နေမယ်ပေါ့နော်အဲ့တော့ဆူဇန်ကတော့ဆူဇန်အတွက်ဆိုလို့ရှင်ဟိုမလို့အပ်ပင်းနဲ့ကျွေးနဲ့ဘယ်အရာကိုမှစတင်ပြီးမလုပ်ဖို့တော့ဆူဇန်ကတော့သင်ခန်းစာရလိုက်ပါတယ်။နားဆင်နေသူတွေရောဘလို့ထင်လဲထင်မြင်ချက်လေးကိုဆူဇန်ကိုပြပြပေးခဲ့ပါအောင်။နားထောင်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဘယ်နေရာမှာပဲရှိနေရှိနေကိုရောစိတ်ပါစမ်းမချမ်းသာပြီးတော့ဘေးကင်းပါစေ။ဆူဇန်နောက်တနေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတား။